ဗုဒ္ဓနေ့မွေးသူအလုံးမင်္ဂလာပါ2025နိုဝင်ဘာလ20ရက်နေ့ကနေ30ရက်နေ့တောတွဲမှာအပြိုင်ဆိုင်အလုံးကိုကြော်လာပြီးထုတ်တယ်မယ်။ရပိုင်ခွင့်တွေလက်ဝဲပြန်ရမယ်။ရှင်ပြိုင်မှုအောင်မြင်မယ်။အရဝေးနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်ကြိုးပေးမယ်။အပြောင်းလဲနဲ့တိုးတက်မှုကံရှိမယ်။ဥတီချက်စ်ကိုလက်တွေ့ကောင်းထဲဖော်နိုင်တယ်။အခက်အခဲမြင်များရှိစေအလုံးကိုကြော်ပြီးထုတ်တယ်နိုင်တယ်။20ရက်နေ့မှာ အရာရာဆင်ပြေခြင်းကံကောင်းခြင်းနဲ့တိုးတက်ခြင်းရှိမယ်။သို့သော မတော်တဆနေကျူးဆက်ရမယ်။အနောက်ရကုန်တီသွားစရာနေရှိတတ်တဲ့နေခင်တဏ္ဍခွဲနဲ့သုံးနိုင်အတွင်သွားလာကျူးဆက်ရမယ်။23ရက်နေ့ကအထုတလည်းကောင်းတဲ့ရက်ဖြစ်ပြီးတော့အလိုပြည့်စုံခြင်းဘဝတိုးတက်ခြင်းရဲ့အနှစ်သာရကိုရမယ်။24ရက်နေ့မှာငွေကြေးကံကောင်းမယ်။မိကောင်းစိတ်ကောင်းထောက်ကူရမယ်။ရှင်ပြန်မှုမှသမျှအောင်မြင်မယ်။25ရက်နေ့မှာရန်တိုက်ခံနေတဲ့ထိတ်တိုက်တွေ့မယ်။ သူတပားကြောင့်ကိုရွယ်ချက်တွေနှောင့်နှေးမယ်26ရက်နေ့မှာစိတ်ချမ်းသာမယ်မိကောင်းစိတ်ကောင်းထောက်ကူရမယ်ဘဝတိုးတက်မယ်28ရက်နေ့မှာခီးကိစ္စပြောင်းလဲကိစ္စတွေဆောင်ရွက်ဆင်ပြေမယ်28ရက်နေ့မှာဝေကြီးကံကောင်းခြင်းလက်ဖွင့်ခြင်းကိုကြုံမယ်29ရက်နေ့ကရံများမယ်ပြိုင်များမယ်အနောက်ဆက်တွေနဲ့တိုက်တိုက်တွေ့မယ်30ရက်နေ့မှာထူးခြားတဲ့ကောင်းခြင်းကံတွေကိုကြုံတွေ့ရမှာဖြစ်ပါတယ်ဒီကာလတော်တွင်းမှာတနင်္ဂနွေတောက်ကြစနေဝေးသူတွေကောင်းကျိုးပေးပြီးတော့ တနည်းလားဂျာသာပရင်းနေမွေးသူတွေဒုက္ခပေးတတ်တယ်။နှစ်ခုကိုကနံအချိုးပေးတယ်။အဖြူရောင်ဆင်းရောင်မိခိုးရောင်တို့ကိုအချိုးပေးတဲ့ရောင်တွေဖြစ်သုံးဆွဲနိုင်ပါတယ်။နိုဗ ెంబ ာလ22ရက်နေ့24ရက်နေ့25ရက်28ရက်အဲ့ဒီရက်တွေဟာကောင်းဆေးမင်္ဂလာရက်ကောင်းတွေဖြစ်တဲ့အဲ့ရက်တွေမှာကောင်းဆေးကောင်းချွတ်ပြုရင်အကြီးကဲဖြစ်တယ်။ကောင်းခြင်းကံရှိမယ်ဖုံးကံရှိဝတ်ကြီးမမယ်ဆိုတဲ့ယူဆရှိတယ်။ဒီလအတွင်းမှာဒနာသိတိနက္ခတ်စမ်းရှင်တာ2ရက်ဆက်တိုက်ပဲ။ အိန္ဒိယက26ရက်29ရက်နေ့ဖြစ်တဲ့အိန္ဒိယမှာငွေကြေးဆိုင်ရာလက်လာပါဆိုင်ရာကိစ္စတွေအတွက်ဆောင်ရွက်ရထူးခြားတဲ့ကြိုးကျေးဇူးတွေရပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်။